ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်အလေကရန်ဒေသရှိတောင်သူအများစုဟာမိသားစုစာဝတ်နေရေးအတွက်ဖလာကို အတီးကားစိုက်ပျိုးလောက်ကင်ခဲ့ကြပါတယ်။ဖလာပင်ဟာနေ့ရှိအပိတ်တမျိုးဖြစ်ပြီးအဆိုပါဒေသရှိတောင်သူတွေကဇီးပွားအဖြစ်စိုက်ပျိုးလောက်ကင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့နေ့ကဖလာအစိမ့်တအိတ်ကို2800ကျပ်အချောက်တပိတ်တာကို2400ကျပ်လောက်ရရှိခဲ့ပြီးယခုနေ့မှာတော့အစိမ့်တအိတ်ကို2000ကျပ်အချောက်တပိတ်တာကိုတော့15000ကျပ်လောက်ပဲ ပေါက်စီရရှိတော့တယ်လို့ဖလာဆိုင်တောင်သူတူဖြစ်တဲ့အသက်54နှစ်အရွယ်စခုံးတန်တက်ကအခုလို့ပြောပါတယ်အေးအစုစည်းကျတော့1000နဲ့1400လောက်ရှိတယ် အဲအဲပေါင်းချင်မရှိရအချော့စီကြတော့3500အရင်ဒီနေ့ကြတော့2400 500ထိရတယ်အချော့အစူကြတော့ပိတ်တာနဲ့တော့မဝယ်ဘူးကျွန်တော်ကဒီလိုဘောတော့ဒီအဲ့ဒီလိုမျိုးအဲ့ပေါ့ဒီလိုမျိုးတအဲ့ကို2800နဲ့ဝယ်ရတယ် အဆိုပါဖလာရီကိုတောင်ဝဖက်ကိုအတိကတင်တွင်ရောက်ချခဲ့ကြတာဖြစ်ပြီးဖလာကနေရောင်းရတဲ့ဝင်ငွေတွေကိုတော့မိသားစုရဲ့စာဝတ်နေရေးကျောင်းမာရေးနဲ့ကလေးတွေရဲ့ပညာရေးအပိုင်းတွေမှာအတိကပြန်လဲအသုံးပြုကြပါတယ် အသက်58နှစ်အရွယ်ဖလာဆိုင်တောင်သူတူဖြစ်တဲ့ဆမ်မူဂျူတီကဖလာကနေရရှိတဲ့ဝင်ငွေတွေကပဲတာသမီတွေရဲ့ကျောင်းပညာရေးကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သူမအခုလိုပြောပါတယ်။အဲ့ဒီဖလာဆိုင်ကအများအပြင်းတော့ဆောက်ဝင်နေရပါရညာတော့တိုက်မတုံးလို့အတော်ဆိုကျက်ကလေးပညာရေးတမျိုးပဲတုံး ဘာဖြစ်လဲဆိုတော့ဆင်းရဲတော့နော်ကလေးကြောင့်မတိတ်မတက်ခင်ကြောင်းဆပ်ဖွင့်တော့မယ်ဆိုတော့အကျူငွေယူထားအဲ့မှာကလေးကြောင့်ပို့လိုက်ပြီအဲ့ဆိုရတဲ့ plus ဖိုးဆိုကလေးကြောင့်ပြန်ဟိုစရိတ်ပြန်ပြီးအမျိုးပဲအတော်ဒီလိုမျိုးမှမလောက်ရင်ကလေးဘတော့မှကြောင်းမတက်နိုင်ဘူးလေဒီလိုမျိုးပဲ plus site လို့တားခံပါတယ်ကလေးပညာရေးတွေ့ ယခုနေ့မှာဖလာအချောင်းတပိတ်တာကို15000ကျအစိမ့်တပိတ်တာကို1500ကျလောက်ပေါ့စင်းရရှိခဲ့တော့လေကုန်စင်းတို့အဆက်မတန်မြင့်တက်လာတာကြောင့်ဖလာဆိုင်တောင်သူတွေအတွဲဖူလုံမှုမရှိပါဘူးအ ਨੇ ဆုံးဖလာအစိမ့်တပိတ်တာကို2000ကျအချောင်းတပိတ်တာကို1000 1000ကျော်ဝန်းကျင်လောက်ရရှိမှာ ဖလာဆိုင်တောင်သူတွေအတွဲပိုအဆင်ပြေမယ်လို့အသက်50နှစ်အရွယ်ဆက်ခေါ်ဝီလျံကခုလိုပြောပါတယ်။မန္တန်ပြောမယ်ဆိုတော့တက်မတောင်ဘူးပေါ့။ဘာဖြစ်လဲဆိုအလုသမားတို့ငားရတာလင်မင်းတော့ကျွေးရတာမွေးရတာဆိုဒီတဲ့နည်းနည်းမြည်တဲ့ဆေးကိုဦးလေးတို့လူချတယ်ဦးလိုမျိုးအခုနိုင်ငံရေးကြော့ နော်ကုံစင်းနော်နည်းပြောမယ်ဆိုရင်အနည်းဆုံးတသုံးရှိထုံအချော့ဘောနော်အချော့စင်းလို့ပြောမယ်ဆိုရင်အနည်းဆုံးတပိတ်တော့တသုံးရှိထုံကနေနှစ်သုံးရမှပဲဦးလေးတို့အတွက်ပဲပဲပြောတောင်သူတရလုံးအတွက်လည်းပဲပြောအဲ့လိုရမှပဲဦးလေးတို့ပြည်သူလူထုအလုံးအတွက်ပူရှိပြည်တယ်အဲ့လိုမျိုးထင်တယ်အဆိုပါအလေကရန်ဒေတာဟာတောင်ပေါ်ကုန်းမြစ်ဒေတာတစ်ခုဖြစ်ပြီးဒေတာခံတွေအများစုက ဖလာဆပြူရီလုပ်ငန်းတွေအပြင်စပါငရုတ်နဲ့နနွင်းစားတဲ့လုပ်ငန်းတွေကိုလည်းအဓိကဆပြူလောက်ကန်ခဲ့ကြပါတယ်။